အလုံးမင်္ဂလာပါဒီနေ့တော့ဘာသာရေးနဲ့ပတ်သက်တဲ့ဒီဘုသူတ္တဆိုင်ရာလေးတစ်ခုဖုံးလို့မျှဝေခြင်းတယ်ပေါ့နော်အဲ့ဒါကဘာလဲလို့ဆိုတော့ဒီရပိုင်းတွင်းမှာပဲဘုလို့ဗုဒ္ဓဘာသာနဲ့ဆိုင်တဲ့ဒီ documentary လေးနှစ်ခုကြည့်ရတယ်ပေါ့နော်ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ video လေးနှစ်ခုကြည့်ရတယ်ဆိုတော့တစ်ခုကတော့ဟိုစင်ကာပူနိုင်ငံသားနှီးပညာရှင် လူငယ်လေးတယောက်ဘာသာကြားပေါ့နော်ဘာသာကြား တယောက်ကနေပြီးတော့ဗုဒ္ဓဘာသာပြောင်းလာတယ်ပြီးတော့ရသက်ပန်ဘုံကြီးဝေသွားတယ်အဲ့ဒီအချောင်းလေးရယ်ပြီးတဲ့အခါကျတော့အဲဒီနေ့ပဲပေါ့လေဘုံတို့ဗီဒီယိုလေးတစ်ခု TikTok မှာကြည့်ရတယ်အဲ့ဒါဘာလဲလို့ဆိုတော့သူတို့ကတော့ဟိုနာမည်နဲ့ပြောထားတာဖြစ်တဲ့အတွက်ဖုန်းတို့လည်းနာမည်နဲ့ပဲပြောပါမယ်မနော်အဲ့ဒါဘာလဲလို့ဆိုတော့သူတို့ကဒီ list တစ်ခုပြတယ်ဓာတ်ပုံတွေရောဒီနာမည်တွေရောပေါ့နော်အချက်လက်တွေရောပေါ့ဒီဗုဒ္ဓဘာသာမှာ ခရိယံဘာသာတို့တက်ဝင်ယုံကြည်လာတော့အဲဒီနာမည်ကြီးအမှုပညာရှင်များဆိုပြီးတော့အဲအဲ့ဒီမှာဘုန်းတို့တော့အကုန်လုံးမသိဘူးအတိအကျလည်းမသိဘူးသူတို့ကိုလည်းအကုန်မသိဘူးအဲတကယ်ဟုတ်လားမဟုတ်လားလည်းမသိဘူးပေါ့နော်အဲဒါအဲ့ဒီမှာအဲဘုန်းတို့သိတဲ့တယောက်ဆိုရင်တော့ယရနာဦးတယောက်ပါတယ်ကျန်တာတော့ဒီဘက်ခေလူငယ်တွေများလိမ့်မယ်ဘုန်းတို့လည်းတယောက်မှမသိတာများတယ်ပေါ့လေဆိုတော့ ဟိုဘာသာတစ်ခုနဲ့တစ်ခုကူးပြောင်းခြင်းသည်ပြဿနာမဟုတ်ပါဘူးဒါသည်လည်းဟိုတော့လည်းရှိတာပါပဲခုခေတ်လည်းရှိတာပါပဲဆိုတော့အဲ့တော့သို့တော်ဘုန်းတော်ကဘာဆန်းစစ်ဝေဖန်တဲ့လဲဆိုတော့ဟိုဘယ်ဘာသာကနေဘယ်ဘာသာကိုပြောင်းရင်ဘလို့ရွယ်ချက်ကြောင့်ဘာကြောင့်လဲဆိုတာလေးကိုဘုန်းတော်တစ်ချက်သုံးသက်ဝေဖန်ကြည့်ကြတာပေါ့အဲ့လိုသုံးသက်ဝေဖန်ကြည့်တဲ့အခါမှာဘုရားဘာသာကနေပြီးတော့တခြားဘာသာကိုပြောင်းသွားတဲ့အခါပြောင်းသွားတဲ့လူတွေကိုကြည့်လိုက်ရင် တခြားသောဘာသာတွေရဲ့အနှစ်သာရတန်ဖိုးကို နားလည်လို့ယုံကြည်လို့ဆိုတာတဲ့ကိုရရှိထားတဲ့ဗုဒ္ဓဘာသာရဲ့တန်ဖိုးဗုဒ္ဓဘာသာရဲ့အနှစ်သာရကိုနားမလည်လို့ကြောင်းသွားချတာများပါတယ်ဒါတစ်ချက်ပေါ့နော်နောက်ဆန့်ကျင်မဲ့အနေအားဖြင့်တခြားဘာသာကနေပြီးတော့ဗုဒ္ဓဘာသာကို ပြောင်းလာတာကြတော့အဲ့ဒီဘာသာရဲ့အနှစ်သာရအဲ့ဒီဘာသာရဲ့တန်ဖိုးကိုနားမလည်လို့ဆိုတာတဲ့ ဗုဒ္ဓဘာသာရဲ့အနှစ်သာရဗုဒ္ဓဘာသာရဲ့ဓမ္မတဘာဝကိုယုံကြည်ပြီးတော့ပြန်ကူးပြောင်းလာတာများပါတယ်ဆိုတာအဆင်ကျင်ပဲနှစ်ခုပေါ့နော်ဒီနှစ်ခုအဆင်ကျင်ပါတယ်အဲ့တော့အများအပြားဒါသူတို့ကတော့ခရီးယံဗုဒ္ဓဘာသာနာမည်တက်ပြောထားတော့ဘုန်းတော်လည်းဒီလိုလေးပဲနာမည်တက်ပါမယ်เนาะဆိုတော့ဒီလိုတက်ချင်းသည်အဲတခြားဘာသာကိုထိခိုက်စေလိုတဲ့ဆန္ဒစေတနာလုံးဝမရှိပါဘူးသူတို့တက်ပြောထားလို့ဒါလေးကို reaction သဘောလေးလောက်တာပါ အများအားဖြင့်ဒီဗုဒ္ဓဘာသာကနေပြီးတော့တခြားဘာသာကိုပြောင်းသွားတဲ့အခါဘုံလို့ဘာကြောင့်ပြောင်းတာလဲဆိုရဲအချက်လက်လေးတွေကြီးလိုက်တဲ့အခါကျတော့အခြေခံအားဖြင့်အချက်၃ချက်တော့တွေ့တယ်။နံပါတ်၁ကတော့အိမ်တော်ရေနံပါတ်၂ကတော့အဲကြောက်တာနံပါတ်၃ကတော့ဒီဟာပေါ့အနှစ်သာရမပါတဲ့ဒါနနဲ့ဆွဲဆောင်တာဒီ၃ချက်ကိုတော့တွေ့ရတယ်။နံပါတ်၁အိမ်တော်ရေဆိုတာကဗုဒ္ဓဘာသာမှာ ်ဘာသာကူးပြောင်းခြင်းသည်ဘာမှအပြစ်မရှိဘူးဘာမှအဲကြီးကြီးမားမားဟို case ဖြစ်မနေဘူးလွတ်လွတ်လပ်လပ်ပြောင်းခွင့်ရှိတယ်ဒါပေမဲ့ဟိုအဲ့ဒီခရီးယန်ဘာသာမှာကြတော့သူဘာသာပြောင်းရင်ပြည့်ရှိတယ်လို့သူတို့ယုံကြည်ကြတယ်အဲ့တော့ဒါဘုန်းတို့ဥမာလေးတစ်ခုပြောပါမယ်ဘုန်းတို့ ਨੇ အင်မတန်ရင်းနေတဲ့မိသားစုတစ်ခုရှိတယ်ဒါဘုန်းတို့ ਨੇ မတွေ့ခင်ကတမိုင်းချောင်းလေးပြန်ပြီးတော့လ ీల ကြည့်တဲ့ခါကျတော့တက္ကမကြီးကခရီးယန်ဘာသာဝင် တကကြီးကဗုဒ္ဓဘာသာဗုဒ္ဓဘာသာမှာမိဘကအင်မတန်ကိုဘာသာတရားကန်ဆိုင်တယ်ဘာသာတွေတန်ဖိုးကိုနားလေတယ်အဲတောသူတောင်သားဗုဒ္ဓဘာသာမိဘကနေဆင့်သက်တာဒါပေမဲ့အိမ်နောက်တယ်လေးတစ်ခုကြာလာတဲ့အခါကျတော့တကကြီးကိုယ်တိုင်တကမကြီးရဲ့ဘာသာတွေဝင်သွားတယ်ခရီးရန်နဲ့ဝင်သွားတယ်အဲသားသမီးနှစ်ယောက်ရတယ်အဲသားသမီးနှစ်ယောက်ကိုကြာတော့အဲတကမကြီးကဒီဗုဒ္ဓဘာသာအဲအဖိုးဘွားတွေနဲ့ထားရတယ်ထားရတယ်ထားရတဲ့အခါကျတော့ဘုံတို့ ်နဲ့တွေ့တဲ့ခါကျတော့ဒါမဲ့ဖုန်းတို့နဲ့တွေ့တဲ့ခါကျတော့အဲဒကမာကြီးရောဒကာကြီးရောတမိသားစုလို့ဟောဗုဒ္ဓဘာသာဖြစ်နေပြီအဲဖုန်းတို့မေးကြည့်တယ်ပေါ့လေလေ့လာကြည့်တယ်ဒကမာကြီးဆိုတော့ဟိုဒကာကြီးကိုကျတော့ဩဒကာကြီးကိုအရင်မေးကြည့်တယ်ဒကာကြီးကိုမေးကြည့်ဒကာကြီးဟိုကိုယ့်ရဲ့မိဘကလည်းဘာသာတရားကိုတကယ်ကန့်ဆိုင်တယ်ဘာသာတရားကိုတကယ်နားလည်တန်ဖိုးထားပါရင်လည်းဒကာကြီးကဘာဖြစ်လို့ဒကာမကြီးရဲ့ဘာသာတွေဝင်သွားတာလဲဘာတန်ဖိုးတွေတွေ့လို့လဲဘာတွေနားလည်လို့လဲ ဘာမှနားမလဲပါဘူးဗျာတဲ့ဘာမှထွေထူးတွေးလို့လည်းမဟုတ်ပါဘူးတဲ့နာညီလို့တဲ့အဲအဲ့ဒီမှာအိမ်ထောင်ကြီးဆိုတဲ့တစ်ချက်ပါလာပြီနာညီလို့ဆိုတော့ဘာဘာဖြစ်လာလဲလို့ဆိုတော့အဲဒီခရီးယန်နဲ့ဗုဒ္ဓဘာသာနဲ့အိမ်ထောင်ကြပြီဆိုလို့ရှိရင်ဗုဒ္ဓဘာသာကြီးကအတင်မဆွဲဘူးဗုဒ္ဓဘာသာကြီးကဗုဒ္ဓဘာသာကိုးကွယ်ဖို့အတွက်အတင်အတိုက်တွန်းတာတွေဆွဲဆောင်တာတွေဟိုဖိအားပေးတာတွေလုံးဝမလုပ်ဘူးလုံးဝ freedom ပဲကိုကြိုက်တာကိုကိုပဲဒါပေမဲ့ ခရိယန်ကကြတော့ဗုဒ္ဓဘာသာနဲ့ဟိုအိမ်အောင်ကြပြီဆိုရင်နံပါတ်1အိမ်အောင်ရေးရသူတို့ဆွဲဆောင်တယ်အိမ်အောင်အိမ်အောင်ရေးဆွဲဆောင်တယ်နံပါတ်2ကကြတော့ဘာကြောင့်သူတို့ဆွဲဆောင်တာလဲဆိုတော့ဒုတိယအကြောင်းတစ်ချက်ကကြောက်တာဘာကြောက်တာလဲဆိုတော့ဖုန်းတို့မေးကြည့်တယ်ပေါ့လေဆိုတော့တပည့်တော်တို့အဲနောက်တက္ကမကြီးကိုမေးကြည့်တယ်အဲတက္ကမကြီးပြောပါဦးဘာဖြစ်လို့တက္ကမကြီးကိုဒီကိုဘာသာတွေကိုအတင်းဆွဲထည့်တာလဲတက္ကမကြီးအနေနဲ့လဲလိုက်လိုက်ရောရောမဖြစ်နိုင်တာတက္ကမကြီးသိမှာပါဆိုတော့တပည့်တော်တို့ဘာသာမှာတဲ့ ဟိုတကယ်လို့ဒါတပည့်တော်တို့ရဲ့အိမ်အောင်ဘက်ကကိုဘာသာဘက်ကိုမပါရင်တပည့်တော်တည်ရင်ဖျားနဲ့မတွေ့ရဘူးငရေကြမှာတဲ့အဲပြီးတဲ့အခါကျတော့အဲတပည့်တော်တို့ကသင်ချိုင်းမှာခရီးရန်သင်ချိုင်းမှာမတိချူပါဘူးအဲ့လိုမတိချူရတဲ့အတွက်တပည့်တော်ငရေကြမှာငရေကြမှာကြောက်တော့တပည့်တော်တို့ကအတင်းဆွဲတာကြောက်လို့အတင်းဆွဲတာအဲ့တော့ဆွဲပါဆွဲပါဆွဲပါများတော့နော်ကြောက်ဆိုင်ကြောက်ခဲတွေတောင်မှဒီရေတိုက်စားပါများရင်နေတယ်ပြိုတယ်ပြက်တယ်အဲ့ဘလောက်ပဲ ဟိုဘုရားဘာသာဘာသာကြီးကောင်းလာတဲ့လူပဲဖြစ်ဖြစ်เนาะအိမ်တော်ကြတာနဲ့တရားတရားမကောင်းတဲ့လူတန်းပါသွားတာရှိတယ်ဒါတစ်ချက်နောက်တစ်ခါကြောက်ကြောက်လို့အတင်းကာရောပေါ့เนาะကိုယ်အိမ်တော်ဘက်ကကိုယ်ဘာသာလည်းမဝင်နေရဲ့ကြောင့်မှကြောက်လို့ဖခင်နဲ့မတွေ့ရမှကြောက်လို့အတင်းကာဆွဲတော့တစ်ဖက်ကပါသွားတယ်တစ်ချက်ဒုတိယတစ်ချက်ပေါ့เนาะဆက်အဲအဲ့ဒီမှာဘုရားဆက်မီးတယ်ဟုတ်ပြီဒကမကြီးကဒကာကြီးရောဘာသာနဲ့အတင်းဆွတ်ထည့်ပြီဒါပေမဲ့ အဲ့တကတကမာကြီးနဲ့တကကြီးရဲ့တာသမီနှစ်ယောက်ကအစရရပို့တော့ပါလားဘယ်တော့မှခရိယံမဖြစ်ခဲ့သူလည်းခရိယံနဲ့ကိုမသွင်းခဲ့အဲ့တော့မေးကြည့်တယ်တကမာကြီးတကကြီးကြတော့အတင်းကိုယ့်ရဲ့ဘာသာတွေကိုသွင်းပြီးတော့တကကလေးတွေကြဘာဖြစ်လို့မသွင်းခဲ့တာလဲဆိုတော့အဲ့ဒါမိဘမေတ္တာပဲဖျားတဲ့တပည့်တော်တို့ဘာသာမှာဘာသာပြောင်းရင်ငြင်းကြည့်တယ်ဖျားတဲ့အပြစ်ရှိတယ်ဆိုတော့တပည့်တော်ကယောက်ျားကိုသွင်းလိုက်တယ် ယောက်ျားတော့ငယ်ကြီးရည်ကြီးစေပေါ့ဒီသဘောမျိုးလားတော့မသိဘူးပြန်မပြောင်းနိုင်ဘူးလဲသူယုံကြည်မှာပေါ့နော်နောက်တပည့်တော်ရဲ့ကလေးတွေကြတော့တပည့်တော်ဝန်တန်းဆိုတော့နတ်စမဆိုတော့နတ်စမနတ်စမဆိုတော့ဟိုပြောင်းတီပြောင်းပြင်းနေတယ်လက်တော်ရတယ်တပည့်တော်အများတိုင်းခေါ်မတော်နိုင်ဘူးအဲ့တော့ဘုရားဘာသာကိုင်းဆိုင်တယ်အဲဒီအဖိုးဘွားတွေနဲ့ထားရတဲ့ခါကျတော့တပည့်တော်တွင်းလိုက်ရင်တစ်ချိန်မှာသူတို့ကဘုရားဘာသာပြန်ဖြစ်သွားနိုင်တယ်ဖြစ်သွားရင်တပည့်တော်ကလေးတွေငရေကြီးမှဆိုလို့ဒါဒီအကြောက်တရားပဲ ဒုတိယအကြောက်တရားနဲ့လည်းအတင်းဆွဲချတယ်။အဲဒါအဲ့တော့ ਨੇ ဖုန်းကနောက်ကျတော့အဲ့ချိန်ရောက်တော့ခုနပြောသလိုပေါ့လေဒကမာကြီးရောဒကာကြီးရောဗုဒ္ဓဘာသာပြန်ဖြစ်လာပြီ။အဲ့တော့အဲ့ဒီအဲ့ဒီမိသားစုမှာပဲဖုန်းကအပြန်လန်တွေ့ရတယ်။ဘာမှဗုဒ္ဓဘာသာကနေအဲဒီခရီးယံဘာသာကိုပြောင်းတယ်။ဘာဖြစ်လို့လဲဆိုတော့နံပါတ်1အိမ်တော်ကြီးနံပါတ်2အကြောက်တရားအဲဒီဒီနှစ်ချက်နဲ့တော့တွေ့ရတယ်။နံပါတ်3ချက်တော့မတွေ့ရအောင်။အဲ့မိသားစုမှာလေ။ အဲ့တော့ဒကမာကြီးကိုယ်တိုင်ခရိယံကနေမီယိုဖလာခရိယံနေပြီးတော့ဘုရားဘာသာပြန်ပြောင်းလာတယ်ဘုရားဘာသာကိုပြောင်းလာတယ်ပေါ့လေဘာဖြစ်လို့ဒကမာကြီးကြတော့နောက်ဘုရားဘာသာပြန်ပြောင်းလာလေလို့ဆိုတော့တဲ့တပည့်တော်တို့ကြတော့ဖရာတဲ့အရှင်ဖရာတို့လည်းကြာဘူးမှာပေါ့ဘာပဲဖြစ်ဖြစ်ကောင်းလဲဖရာလှုပ်တာမကောင်းလဲဖရာလှုပ်တာဆိုတော့အဲ့လိုမျိုးနဲ့တပည့်တော်တို့အသွားလာဒါပေမဲ့တပည့်တော်ကိုယ်တိုင်နောက်ပိုင်းစဉ်းစားထက်လာတဲ့အခါကျတော့ဒါကြီးကမဖြစ်နိုင်ဘူးဆိုတော့ဟိုလူတယောက်တည်းဘာပဲဖြစ်ဖြစ်ကိုလှုပ်ချင်လို့လှုပ်တာကောင်းတာလဲကိုလှုပ်ချင်လို့လှုပ်တာ မကောင်းတာလည်းကိုလိုချင်လို့လုပ်တာအဲ့တော့ကိုလိုချင်လို့လုပ်တဲ့အဲကောင်းတယ်ဖြစ်ဖြစ်စေဆိုးတယ်ပဲဖြစ်စေကိုပဲခံစားမှာကိုပဲရမှာအဲ့လုပ်လုပ်တော့ကိုလုပ်တယ်ခံတော့ဖះခံစားတပီတော့မဟုတ်သေးဘူးထင်တယ်ဆိုပြီးတော့ဗုဒ္ဓဘာသာစာအုပ်တွေဖတ်တယ်တဲ့ယောက်ျားရှိယောက်ျားမအရင်ရှိခဲ့ဘူးတဲ့စာအုပ်တွေဖန်ရင်ဖန်ရင်နဲ့တပီတော့ဗုဒ္ဓဘာသာရဲ့အနှစ်သာရကိုနားလည်ပြီးတော့တပီတော့ဗုဒ္ဓဘာသာဖြစ်လာတာပါတဲ့ဆိုတော့အဲအဲ့ဒီမှာဒုတိယဗုဒ္ဓဘာသာကနေပြီးတော့ခရိယံကိုဝင်လာအဲခရိယံကနေဗုဒ္ဓဘာသာကိုပြောင်းလာကြတဲ့လူတွေရဲ့ အနှစ်သာရတစ်ချက်ဖုန်းနဲ့တော့တွေ့ပြီဆိုတော့ခရိယန်ရဲ့အပြစ်ကိုလည်း तू မပြောဘူးအခုနသူတွေ့ရတဲ့သူ့အမြင်လေးတော့ तू ပြောတယ်ပေါ့နော်အဲအဲ့ဒီခရိယန်ဘာသာရဲ့မကောင်းခြင်းကောင်းခြင်းကြောင့်မဟုတ်ဘဲနဲ့ဗုဒ္ဓဘာသာရဲ့အနှစ်သာရလူလောကရဲ့တဘာဝဓမ္မကိုနားလည်လို့သူတို့ပြောင်းလာကြတာအဒီဒီချက်ကွာချချက်ပဲเนาะအဲ့တော့ဗုဒ္ဓဘာသာနဲ့ခရိယန်ကိုဘာကြောင့်ပြောင်းလာလဲဆိုတော့ရွေချယ်နောက်ခရိယန်ကနေဗုဒ္ဓဘာသာကိုဘာကြောင့်ပြောင်းလာလဲဆိုရွေချယ်ဒီနှစ်ခုကတော်တော်လေး ကွယ်လွန်မှုရှိပါတယ်เนาะအဲ့တော့တက္ကမကြီးကပဲဆက်ပြောတယ်တပည့်တော်အဲဒီဘုရားဘာသာပြောင်းလိုက်ပြီးတော့မှဩငါးယောက်ကြောင်းငါဟိုသူတကယ်မယုံကြည်တဲ့ဘာသာတွေကိုငါထည့်ခဲ့မိတယ်ပေါ့လေအဲ့တော့ယောက်ျားဘလူဆန္ဒရှိလေယောက်ျားအစရိယပြောတယ်တဲ့နင်းပြောလို့သာငါစိတ်ချမ်းသာအောင်လုပ်နေရတာငါရင်ထဲမှာအမြဲတမ်းရှိတာတော့သူရနေကုန်မဲဆိုတော့ဒါပွဲပြီးသွားပြီเนาะအဲ့ဒါအဲ့ဒီမှာဘုန်းတို့ဘာထပ်ပြီးတော့ပြောခြင်းလဲဆိုဆောဆောပြောတဲ့ဒီ အဲဒီစင်ကာပူနိုင်ငံသား technician လူငယ်လေးတယောက်ပေါ့သက်30နှစ်ပဲရှိသေးတယ်။ तू ကမီယိုဖလာခရီးယံအဲ့တော့ तू ဘာကြောင့်ဗုဒ္ဓဘာသာဖြစ်တာလဲလို့ဆိုတော့အဲ့တော့ तू ကဒီအဲ့လိုပေါ့ခုနပြောတဲ့ तू ခရီးယံဘာသာကိုလေ့လာတယ်လေ့လာတဲ့အခါကျတော့ तू စိတ်ထဲမှာ inspire မဖြစ်ဘူးအားကြတာအတူယူတာအဲဒီပုံမှာ तू နှစ်သက်တာတွေဘာတွေ तू မဖြစ်ဘူးတဲ့ နောက်ခရီးယံဘာသာရေးဆရာတွေတမိုင်းကြောင်းတွေတထေးတွေရဲ့တမိုင်းကြောင်းသူဖတ်တယ်လေ့လာတယ်သူ inspire မဖြစ်ဘူးအနောက်ကြတော့သူကဒီစင်ကူမှာပဲသူကျောင်းတက်ရင်းနဲ့ဒီမြန်မာနိုင်ငံကဒီလူငယ်တယောက်နဲ့သူတွေ့တယ်အဲ့ဒီလူငယ်ကဆိုဘုန်းကြီးဝေဖူးတယ်အဲ့ဘုန်းကြီးဝေပြီးတော်ရဲမှာတရားတွေပါအားထုတ်ကြတော့မှသူအဲ့ဒီအကြောင်းကြားလိုက်တာနဲ့သူ့ရင်ထဲမှာတန်းပြီးတော့သူအားကြတာတွေတွေ့ယူတာတွေချက်ချင်းထားလှုပ်ချင်တာတွေသူဖြစ်တယ် တော့အချင်းချုပ်ပဲပုံတီချောင်းပြောလိုက်တော့မယ်နော်အဲ့လိုဖြစ်ပြီးတော့သူကိုယ်တိုင်ဩစတြေးလျဘုန်းကြီးစီမှာတရားအထုံးကြီးတွေလေ့လာတယ်သင်ယူတယ်မှတ်သားတယ်စာရီးဖတ်ဖတ်တယ်နောက်ဆုံးတော့အမိပါကိုခွင်တောင်းပြီးတော့မိပါအမေကတော့ချက်ချင်းမပေးချင်းတော်တော်ကြိုးစားလိုက်ရတယ်နောက်ဘုန်းတို့ဗုဒ္ဓဘာသာမှာကျတော့ဘုန်းကြီးဝိရင်တော့မိပါခွင့်ပြုမှာယူဆိုတော့အဲ့လိုနဲ့သူနောက်ဆုံးတော့ဗုဒ္ဓဘာသာဖြစ်လာတယ်ဆိုတော့အချင်းချုပ်ပြန်ပြီးတော့ဘုန်းတို့ပြောရရင်ဒီအဲထဲမှာ နော်ဘုန်းတော်သူတို့ဗီဒီယိုထဲမှာဗုဒ္ဓဘာသာခရီးယံတက်လို့လဲဖုန်းလို့လဲနာမည်လေးတက်တာပါနော်ဟိုခရီးယံမကောင်းလို့လဲဖုန်းတော့မပြောဘူးဗုဒ္ဓဘာသာပိုကောင်းလို့လဲမပြောဘူးဒါဖုန်းတော့ထင်မြင်ယူဆမှုလေးကိုပဲသုံးသပ်ပြတာဖြစ်တယ်။ဘာကြောင့်လဲလို့ဆိုတော့ဒါအင်္ဂလိပ်လက်ထက်မတိုင်ခင်ကမြန်မာနိုင်ငံမှာတရားရာခိုင်နှုန်းနိဗ္ဗာန်ဗုဒ္ဓဘာသာတွေပဲဒါအင်္ဂလိပ်ကအမွေတစ်ခုလို့လဲပြောလို့ရတယ်။ဆိုအင်္ဂလိပ်မတိုင်ခင်ကအင်မတန်နဲပါတယ်အင်္ဂလိပ်မအုပ်ချုပ်ခင်။အဲ့တော့ဒီအမွေရလာတဲ့ကိစ္စမရှိဘူးဒါသူယုံကြည်တာသူကိုယ်ပဲ။ဒါပေမဲ့ အဲအဲ့လိုမျိုးဒီဘာလို့ဆိုတော့ပြောစရာအများကြီးလေခရိယန်ကိုဗုဒ္ဓဘာသာ ပြောင်းတာပြောစရာအများကြီးဖြစ်နေမှာပေါ့ဘာကြောင့်လဲအခုခရိယန်ဖြစ်နေတဲ့လူတွေအရာကန်တော့အကုန်လုံးကတချင်ကဗုဒ္ဓဘာသာတွေအများစုပဲတခြားဘာသာမဲ့တွေနဂုတ်ွယ်တဲ့လူတွေကပြောင်းတာရှိရှိမဟုတ်နေချက်နေဆက်ဒေတာတွေမှာပေါ့နော်သို့တော့အဲဒီဘက်ပြည်မဒေတာကနေပြီးတော့ရှိနေတဲ့ခရိယန်အကုန်လုံးကတော့အများစုကတော့ဗုဒ္ဓဘာသာနဲ့ပြောင်းတာကြီးပဲအဲ့တော့ပြောင်းတာဖြစ်တဲ့အတွက်ပြောစရာတော့အများကြီးရှိမယ် ဲ့လိုပြောတဲ့အခါဂုံစာပြီးတော့ပြောတာငါတို့ဘာသာပိုကောင်းလို့ဟိုငါတို့ဘာသာကိုပြောင်းနေဆိုတဲ့သဘောလေးတွေပြောရင်တော့ဒါမှသိတော်ဘူးပေါ့လေ။ဘာလို့ဆိုတော့ဟိုတကယ်တမ်းကျတော့ဒီပြောင်းလာခဲ့တဲ့ဒီခရိယန်တွေအကုန်လုံးရဲ့ဘိုးစဉ်ပေါက်ဆက်အများစုယာကန်တော့ပြည့်နေပါကဘိုးတော်ဘာသာဆင်းသက်လာကြတာကြီးပဲ။ဆိုတော့အဲ့လိုမျိုးဂုံစာပြီးတော့ပြောမယ်ဆိုရင်တော့အပြန်အလှန်ထောက်ရှာရတယ်အများကြီးရှိတာပေါ့လေ။သူ့တွေကြောင့်ဘုံတော့ပြန်ပြီးတော့အချင်းချက်ဝါရင်တော့ဘာသာပြောင်းနေဆိုတာအရေးမကြီးပါဘူး။ဘိုးတော်ဘာသာမှာလုံးဝ freedom ပဲ။ပြောင်းဝင်ရှိတယ် အဲသို့တော့ရွေချယ်လေးတွေပြန်ပြီးတော့အချင်းချုပ်ကြည့်ရမယ်ဆိုရင်တော့ခုနပြောရေနှစ်ခုဟာလာလာဆန့်ကျင်ပါတယ်ပြန်ပြီးတော့ပုံအချင်းချုပ်ပြောပါမယ်ဗုဒ္ဓဘာသာကနေခရိယန်ကိုတခြားဘာသာတွေကိုပြောင်းတာသည်တော့တခြားဘာသာတွေကအေးမုံမြန်းမှုဟောတန့်စင်မှု ကောင်းမွန်မှုဒါတွေကိုတွေးလို့ဆိုတာထက်เนาะတွေးတယ်လို့ပြောလေလွယ်ရှိကောင်းရှိမှာပေါ့နော်อืมအဲ့တော့တွေးတယ်လို့ဆိုတာထက်ကိုရနေတဲ့ဗုဒ္ဓဘာသာရဲ့ဓမ္မတကယ်နားမလဲလို့ ဘာသာခုနသူတို့ပြတဲ့ list တွေပဲကြည့်ကြည့်လူငယ်တွေဘာမှနားမလဲတဲ့လူငယ်တွေဟိုဗုဒ္ဓတဏ္ဍာကုံသုံးမတာဘာမှမသိကြတဲ့လူငယ်တွေကြီးပဲသူတို့ပြထားတဲ့ list မှာအများစုပါပေါ့လေဆိုတော့ now အဲဒီခရီးယန်ကနေပြီးတော့ဗုဒ္ဓဘာသာကိုပြောင်းလာတာကြတော့အများစုကြည့်လိုက်ဘသူပဲလိုက် interview မေးကြည့်မေးကြည့်တော့ခရီးယန်ကဘာမှမပြောဘူးသူတို့အကောင်းလို့မကောင်းလို့ကောင်းခြင်းဆိုခြင်းဘာမှမပြောအမေသူတို့ဘာကြောင့်ပြောင်းလဲဗုဒ္ဓဘာသာရဲ့အနှစ်သာရဗုဒ္ဓဘာသာရဲ့ဓမ္မဗုဒ္ဓဘာသာရဲ့သဘာဝ ဗုဒ္ဓဘာသာဒီတဘာဝပဲဘာမှမဖန်ဆင်းဘူးဗုဒ္ဓဘာမှမဖန်ဆင်းဘူးသူကအရှိတိုင်းကိုပဲရှိနေတာကိုပဲပြင်အောင်ပြမြတ်စွာဘုရားတမ္မကနောက်တစ်ခါမြတ်စွာဘုရားကဘယ်သူမှမကယ်ဘူးနော်ဘယ်သူမှကယ်မကယ်ကယ်လို့ရလားမိကြည့်မယ်ကယ်လို့ရလားနော်ဒီမဲ့လူမသိအောင်ကယ်လိုက်တာပြပါတယောက်လောက်နော်အဲ့လိုမျိုးပြရတယ်နော်ဒါယုံလိုက်မယ်နော်အဲ့တော့ကယ်လို့ရသလားဆိုကယ်လို့မရပါဘူးအဲ့တော့ဘုရားမြတ်စွာဘုရားဘယ်သူမှမကယ်ဘူး အဲ့တော့ကိုပဲမကြဖို့ဘယ်သူကခဲကိုကိုပဲခဲမှာမြတ်စွာဘုရားဒီလမ်းပြသူပဲနော်ကိုအာကုသူမဖြစ်ဖို့ကိုဘယ်သူကိုဘယ်သူခဲမလဲကိုကိုပဲကိုခဲမှာအဲ့ကုသူအာကုသူကိုမြတ်စွာဘုရားဒီလမ်းပြသူပဲအနောက်ဆုံးပြောချင်တာကတော့ဟိုဘာသာပြောင်းတာအရင်မကြည့်ပါဘူးပြောင်းလို့ရပါတယ်ဗုဒ္ဓရဲ့ဓမ္မအနှစ်သာရဗုဒ္ဓဘာသာရဲ့အနှစ်သာရကတော့အဲဒါနသီလဘာဝနာပဲဖြစ်ပါတယ်နော်အဲ့တော့အဲအနှစ်သာရဒီလိုကြိုက်ရင်တော့လေကိုယ်ဝယ်ပေါ့မကြိုက်တော့လေပြောင်းဖို့ဒါပြဿနာမရှိပါဘူး ်သို့တော့ဘုရားဘာသာညံလူတို့ဘာသာပိုကောင်းလို့ပြောင်းပြောင်းနေဆိုတော့ဒီအော်နောက်တစ်ချက်ဖုန်းလို့မေးမေးတော်မလို့နံပါတ်3ချက်နံပါတ်3ချက်ကဘာလဲလို့ဆိုတော့ဟိုခုနပြောတဲ့ဘုရားဘာသာအနေခြားဘာသာပြောင်းနံပါတ်1ချက်ကအိမ်အောင်ရေးနံပါတ်2ချက်ကအကြောက်တရားနံပါတ်3ချက်ကအပေါ်ရန်နှစ်သာရမပါတဲ့ဒါနဒါအလုံးတိလိမ့်မယ်နော်ပြီးခဲ့တဲ့ရေဘေးကဆိုလဲအဲ့လိုပဲဟိုအဆန်လေးစီလေးဟိုဟာလေးဒီဟာလေး2000 3000ဘိုးပေးပြီးအတင်း ယုံကြည်သူဖြစ်အောင်လှုပ်သွားတာတွေအာမင်လှုပ်သွားတာတွေနော်ဟိုလမ်းဘေးမှာဟိုဒီပန်းရောက်နေတဲ့ကလေးလေးကိုပတ်စံလေးတွေပေးပြီးတော့အတင်းထည့်သွားတာတွေအများကြီးပဲရှိတယ်အဘိုးရဘာသာမှမရှိဘူးနော်ဘိုးရဘာသာမှာသာသနာပြုနေရဓမ္မပဲဓမ္မကိုပဲဟောပြီးသာသနာပြုတာအတင်းအိမ်တော်ကြီးနဲ့လည်းမဆွဲဘူးအကြောက်တရားနဲ့လည်းမဆွဲဘူးနှစ်တာရာမပြည့်ဝတဲ့အပေါ်ယံဒါနလည်းလည်းမဆွဲဘူးဆိုတော့အကြောင်းလေးကိုပြောကြလို့ပါလေအဓိကပြောချင်တာတော့ကိုယ့်ရဲ့ဘိုးရဘာသာလေးအနေနဲ့မိမိတို့ကိုယ်ွယ်နေတဲ့ ဗုဒ္ဓရဲ့ဓမ္မတဘာဝကိုနားလည်အောင်ကြိုးစားပါကိုရထားတာပရမညာဖြစ်ပါတယ်နော်ညခင်ပေါ်မှာမျက်စားနေတဲ့တမေရတော့သူ့အတွက်မျက်ကပူပြီးတော့တတ်ထိပ်ပဲရှိနေပါပေါ့လीနော်ကိုကတော့ပရမညာကောက်သူတွေဖြစ်နိုင်ကြပါစေအားလုံးချမ်းသာကြပါစေ